တာတော့ပုတ်နေတာပဲ downline ပုတ်တယ်เนาะဘေးပညာပုတ်တယ်ဒါပေမဲ့အထာကြကြနဲ့ဘယ်လိုပုတ်ကြဒါတော့လူကြီးလူငယ်ကြားမှမရွေးပုတ်ကြတဲ့ Facebook ကိုအထာကြကြပုတ်ဖို့အတွက် tips and tricks လေးတွေနဲ့ setting လေးတွေနဲ့အကြောင်းကိုပြောပြမှာပါ Okay ချီပေးရှောက်စာနေကြိုးစားပါတယ် Facebook ဆိုတဲ့ social platform ကပြောမယ်ဆိုရင် social media တွေထဲမှာ social platform တွေထဲမှာအကြီးဆုံးပဲဒါတကဘာလုံးကိုပြောတာမြန်မာနိုင်ငံမှာနေမဲမဟုတ်သူ့နောက်မှာမှ YouTube လိုက်တာကျွန်တော်တို့တယောက်နဲ့တယောက်နဲ့ကို ရှာဖွေဖို့ဆက်သွယ်ဖို့ group တွေနဲ့အဖွဲ့အစည်းတွေနဲ့အပြင် brand တွေကလည်းသူတို့ရဲ့ product တွေကို promote လုပ်ဖို့အစရှိသဖြင့်အများဆုံးသုံးကြတယ်။ပြောမယ်ဆို Facebook ကအဆုံးတော့ပဲဗျာအကုန်လုပ်တယ် Facebook ကမလုပ်တာဘာမှမရှိဘူး။ဒီအတိုင်းပဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင် Instagram တို့ Snapchat တို့ Twitter တို့ထက်ဘာလာလာ Facebook နဲ့ပဲတောင်းကြတယ်။ခုနကတုန်းကပြောတဲ့ brand promotion ကိစ္စတွေတော့เนาะဈေးရောင်းတဲ့ကိစ္စတွေအများစုရောလူကြီးတွေလူငယ်တွေဆက်သွယ်ရေး platform နေရာမှာ Facebook ကနံပါတ်1နေရာမှာရှိတယ်။ ဆိုတော့ဒီ Facebook ဆိုတာကြီးကိုတာမန် user တယောက်အနေနဲ့ဘလို့ထဲထဲဝင်ဝင်သုံးမလဲအများစုတီးပီးသားဖြစ်တဲ့အချက်တွေကိုတော့အများကြီးမပြောတော့ဘူးတိတ်သတိမထားမိမဲ့အချက်လေးတွေ setting လေးတွေအကြောင်းကိုဒီနေ့မှပြောပြမှာ Okay ပထမဆုံးနည်းလမ်းကတော့ unfollow လုပ်နေပေါင်း16000အာကျွန်တော်တို့လိုစိတ်ရှုပ်မခံတတ်တဲ့သူတွေအတွက်ဒါလေးကအသုံးဝင်လိမ့်မယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကလူတယောက်ဒါမှမဟုတ် group တစ်ခု page တစ်ခုကိုမမြင်ကျင်တော့ဘူးဆိုလို့ရှိရင်တော်တော်များများလုကြတဲ့နီးရာနှစ်နီးရှိတယ် ် unfollow လုပ်မလား unfriend လုပ်မလားပေါ့နော် page ဆိုလို့ရှိရင်တော့ unlike လုပ်မလားပေါ့ group ဆိုလို့ရှိရင်လည်း leave လုပ်မလားအဲအဲ့လိုနီးလေးတွေသုံးလာကြတယ်ဒီမှာဖြစ်မှာကလူတစ်ယောက်ကို unfriend တော့လည်းမလုပ်ချင်ဘူး unfriend လုပ်လိုက်ရင်ဟိုတစ်ယောက်ကတီးသွားမလဲဟာမင်း unfriend လင်းစဲမှလည်းမရှိတော့ဘူးပြဿနာရှာဒါပေမဲ့အဲ့ကောင်ကိုလည်းကြည့်မရဘူးသူတင်တယ်မြောက်ကိုကလည်းတိတ်မမြင်ချင်ဘူးဆိုလို့ရှိရင်ကိုက unfollow လုပ်လိုက်လို့ရတယ်ဒါကိုမှသူ့ဘက်ကနေပါကိုတင်တဲ့မြောက်ကိုမမြင်စေချင်ဘူးဆိုလို့ရှိရင် unfollow လုပ်ရုံနဲ့မရတော့ဘူး အန်ဖိုလိုလောက်တာကြတော့တစ်ဖက်သက်ပေါ့တည်မလားသူတင်တာဟိုသာကိုယ်မမြင်ရတာကိုတင်တာဟိုသာကိုယ်မမြင်ရမယ်အဲ့လိုမျိုးကိုတင်တာဟိုမမြင်ရချင်ဘူးဆိုလို့ရှိရင်ကိုလှုပ်ချင်တဲ့သူရဲ့ profile ထဲကိုဝင် message ပေးရ friends ရဲ့နေရာလေးကိုနှိပ်လိုက်ရင် active friend list ဆိုတာလေးတွေ့လိမ့်မယ်ဆန်းနေလိုက်လို့ရှိရင် restricted ဆိုတာလေးပါထပ်တွေ့လိမ့်မယ်။အဲ့ဒါလေးကိုအမှန်ချစ်ချစ်ပေးလိုက်မယ်ဆိုလို့ရှိရင်နှိမ့်လိုက်တဲ့အချိန်ကနေစလို့ကိုတင်တဲ့မြတ် post အစ်တစ်တိုင်းကိုတစ်ဖက်လူကကြည့်လို့ရတော့မှာမဟုတ်ဘူး။သူ့ဘက်က post တွေကိုလည်းကို news feed ပေါ်မှာပေါ်လာတော့မှာမဟုတ်ဘူး။ ဒီနီးကတဖက်လူကိုကိုကကြည့်လို့လည်းမရဘူးဒါမှမဟုတ်ကြည့်ဖို့လည်းမခံစားနိုင်တဲ့အချိန်မျိုး unfriend လုပ်ဖို့ကလည်းမကောင်းတတ်တဲ့အနေအထားမျိုးမှာတုံးလို့ရတဲ့ trick တခုအဲကို crash လေးကိုသူများနဲ့ပျော်နေတာကိုမမြင်ချင်ဘူးဆိုလို့ရှိရင်เนาะ unfriend လည်းမလုပ်ပြရတဲ့အချိန်မျိုးမှာခင်ဗျားတို့တွေဒါကိုတုံးလို့ရတယ်အဲ့ဒါလို့မဟုတ်ဘူးကိုရဲ့ post တွေကိုသူ့ကိုတော့မြင်စေချင်တယ်ကိုကပဲသူ့ post ကိုမမြင်ချင်တာဆိုရင်တော့ရိုးရိုးတန်းတန်းပဲမြန်မာလူပဲ unfollow လုပ်ပေါ့ဒါမှမဟုတ်လို့ရှိရင်လေခုနက friend ဆိုတဲ့နေရာကိုနှိမ့်လိုက်ရင် take a break ဆိုတာလေးရှိတယ်အဲ့ဒါကိုနှိမ့်ထားလိုက်လို့ရှိရင်ရပြီ ဒီမှာတခုတည်းရမှာ take a break က restricted လို့မျိုးမဟုတ်ဘူးကိုယ့်ရဲ့ post တွေကသူ့ news feed မှာမတက်ပေမဲ့ तू ကကိုယ့် wall ကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တွေ့မှာအဲ restricted လောက်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ wall ထဲဝင်ကြည့်လဲ post အသစ်တွေကိုတွေ့ရတော့မှာမဟုတ်ဘူးနောက်ပြီးတော့ vice versa အနေနဲ့သူတင်တဲ့မြ post တိုင်းကိုကို news feed ပေါ်မှာပို့စေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီ friend list ထဲမှာပဲ close friends ဆိုတာလေးကိုနှိပ်ထားလိုက်ရုံပဲပုံမှန်ဆိုလို့ရှိရင် Facebook algorithm ကတင်တဲ့မြလူတိုင်းရဲ့ post ကိုပြပေးနိုင်မှာမဟုတ် ဒီလို cross friend လောက်ထားလိုက်ပြီဆိုလို့ရှိရင်တော့သူတင်တဲ့မြန် post တန်းကကိုယ့်စီမှာအစ်တလာပုံမှာဖြစ်တယ်လို့တခုခုတင်တိုင်းလဲကိုယ့်စီမှာ notification တက်မယ်။ဒါကြတော့နည်းနည်း priority မြင့်တဲ့ friend ပေါ့ crush ပေါ့။အဲသူဘာလို့လို့ကိုကစောင့်ကြည့်နေခြင်းနဲ့ပေါ့။အဲဒါဆိုလို့ရှိရင်အဲ့ဒါတုံးလို့ရတယ်။နောက်ထပ်ပြောပြမှာ post တွေ story တွေကိုဘယ်လိုတင်မလဲ။ဆိုဘာဘာလဲဖဲနာ Facebook တုံးပြီးတော့ post တွေ story တွေမတင်တဲ့သူရှိလို့လား။ခင်ဗျားတို့လည်းသိပြီးသားပဲ။တင်တတ်မှာပဲဟုတ်တယ်မလား။ ဒါပေမဲ့ကိုက privacy ကိုနည်းနည်းလောက်ထက်ပြီးတော့ဂရုစိုက်ချင်တယ်ဆိုလို့ရှိရင်ဒါတွေကိုကြည့်ကြည့်လိုက်တီးခြားတဲ့သူတော့များပါတယ်ဒါပေမဲ့မသိတဲ့သူတွေလည်းရှိနိုင်တယ်ပေါ့နော်ထားပါတော့ကိုတင်တဲ့ post ကို public တစ်ခုလုံးကမြင်စေချင်တာလား friendless တွေကလူတွေပဲမြင်စေချင်တာလားဒါမှမဟုတ်ကိုမြင်စေချင်တဲ့သူကိုပဲကွက်မြင်အောင်လုပ်ချင်တာလားကိုမမြင်စေချင်တဲ့သူတွေကိုကွက်ပြီးတော့ခြံထားခဲ့ချင်တာလားအစရှိစီပြန်လုပ်လို့ရတယ်အကုန်လုံးတစ်ကမ္ဘာလုံးကိုမြင်ချင်တယ်ဆိုလို့ရှိရင်တော့ public နဲ့တင်ပေါ့ဒီမှာတစ်ချက်ရှိတာကို profile ကို lock ချထားလိုက်လို့ရှိရင်ကျတော့ public နဲ့တင်လို့မရဘူး လောက်ချထားလဲလို့ရှိရင်ကြတော့ friend မဖြစ်တဲ့သူဘယ်သူမှဆိုကိုယ့်ရဲ့ profile ကိုလည်းဝင်ကြည့်လို့မရသလိုကိုတင်တာကိုလည်းကြည့်လို့မရအောင်ဒါချွင်းချက်ပေါ့နောက်ကိုနဲ့ friend ဖြစ်ထားတဲ့သူတွေကိုပဲမြင်စေချင်တာဆိုလို့ရှိရင် friends နဲ့တင်အဲ့လိုမှလည်းမဟုတ်ဘူး friends ထဲမှာမှကိုမမြင်စေချင်တဲ့သူတချို့ကိုခြံထားစေချင်တယ်ဥပမာ father ကြီး mother ကြီးရ friend list ထဲဝင်နေတယ်เนาะအဲစိန်လျှော်လေးနဲ့အဲဘိန်ရှားမှာတွားပြီးတော့တိန်လျှောက်တယ်အဲအဲ့ဒီအချိန်မှာအာ father ကြီးကိုလည်းမမြင်စေချင်ဘူးဆိုလို့ရှိရင် ဒါယူချန်ခဲ့လို့ရတယ် friends except ဆိုတာကိုနှိပ်ကိုမမြင်စေချင်တဲ့သူကိုဆက်လက်မှတ်လိုက်ခြံထားခဲ့လိုက်အဲ့လိုမှလည်းမဟုတ်သေးဘူးเนาะကိုမြင်စေချင်တဲ့သူတီးတဲ့ကိုပဲလိုချင်တယ်ဟာပါတော့တေးရောက်ကိုစောင်းရေးခြင်းเนาะအဲ့တော့ဒါမင်းကိုစောင်းမင်းကိုစောင်းပြောနေတာလို့အဲအဲ့လိုမျိုးဒေကြီးမဟုတ်ဖဲနဲ့တေဝိုက်တော့နီးလေးနဲ့အဲ့လိုလေး attack လုပ်ခြင်းနဲ့ဆိုလို့ရှိရင်ကြတော့သူများတွေလည်းအာယုံတော့မှာဆိုးတယ်ဆိုရင်သူတယောက်တည်းကိုပဲ specific friends ရဲ့နေရာမှာကိုမြင်စီချင်တဲ့သူကိုနာမည်နဲ့ရိုက်ချပြီးတော့ထည့်ထားလိုက်လို့ရှိရင်သူကလွယ်ပြီးတော့တခြားလူတွေ ကိုယ့်ရဲ့ post ကိုမြင်ရတော့မှာမဟုတ် only မြင်ရတော့ရှင်းရှင်းလေးပဲကိုကလွယ်လို့ဘယ်သူမှ post ကိုမြင်ရတာမဟုတ်အာဒါ ਉਹ ကြတော့ဘယ်လိုခေါ်မလဲကိုယ့်ဘက်သားကိုပြန်ကြည့်ဖို့ save လုပ်ထားတဲ့ပုံစံမျိုးအနေနဲ့တုံကြရတယ်ပေါ့နော်နောက်ဆုံးနေ့တစ်ခုဖြစ်တဲ့ close friend ဆိုတာကတော့အရှိမပြောခဲ့တဲ့ကိုယ့်ရဲ့ close friend လုပ်ထားတဲ့သူတွေကိုပဲမြင်ရအောင်လုပ်ပေးထားတဲ့ feature story မှာဆိုလေထုံနီလကောင်းမယ်ပေါ့နော်နောက်ပြီးတော့ကိုမမြင်ချင်တဲ့လူတွေရဲ့ story ကိုမမြင်ချင်ဘူးဆိုလို့ရှိရင် Facebook မှာပေါ်နေတဲ့အဲ့ဒီလူရဲ့ story ကိုခက်ကြကြလေးဖိထားလိုက်ပြီးတော့ mute story ဆိုတာကို နှိပ်ပေးထားလိုက်။အဲဒါဆိုရင်သူ့ရဲ့ story bound 16000ကိုထိုင်စကရူးနေကြမှာလို့တော့။ Okay ဒါ post နဲ့ပတ်သက်လို့ပြီးပြီ။ကျွန်တော် Facebook setting တွေဘက်ကိုဆက်ရအောင်။ Facebook ရဲ့ setting တွေကတခြား social app တွေလိုတိတ်ပြီးတော့မယိုးရှင်းဘူးလို့ပြောရမယ်။သူက setting bound 16000ကိုမှသူကခဏခဏလေးအဲ့ဒီကောင်ကြီးရဲ့အထားအသုပ်တွေနေရာတွေပြောင်းနေ။ ဆိုတော့နည်းနည်းလေးပြောရတော့ခက်တယ်ဆိုတော့ဒီ setting တွေထဲမှာမှာ tamen user တွေအတွက်အသုံးဝင်မယ်လို့ထင်တဲ့ဟာကိုပဲကျွန်တော်တို့အဓိကပြောမယ်ပေါ့နော်ပထမဆုံးတစ်ချက်အနေနဲ့ကနာမည်ဘယ်လိုပြောမလဲကိုကအကြောင်းအရာတစ်ခုခုကြောက်နာမည်ပြောင်းကျင်နေဆိုကြပါစို့ဘယ်လိုလုပ်ရမလဲဆိုရင်အရင်ဆုံး Facebook ရဲ့ setting တွေကိုသွားအပုံဆုံးမှာပေါ်နေတဲ့ personal details ဆိုတဲ့စာလေးကိုနှိပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ account center တွေကိုရောက်သွားလိမ့်မယ်။အဲ့ဒီထဲမှာ profile ဆိုတာကိုဆက်နှိပ်လိုက်ရင်ကိုယ့်ရဲ့ name နေ user name နေတွေ့ရလိမ့်မယ်။ ဲ့ဒီမှာ name ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကိုယ့်နာမည်အစ်စ်ကိုရွေးပြီးတော့ပြောင်းလိုက်ဘောက်ကင်ရနာမည်တော့သူကလက်ခံမှာမဟုတ်ဘူးပေါ့နော်အကောင့်ကို deactivate နဲ့ delete နဲ့လုပ်မယ်ဆိုလို့ရှိရင်ရောဘယ်လိုလုပ်မလဲဒါဆိုလို့ရှိရင်ဒါအကြောင်းရင်းတစ်ခုခုကြောင့် deactivate လုပ်ချင်တယ်ဖျက်ချင်တယ်ဆိုလို့ရှိရင် personality data မှာပဲ account ownership and control ဆိုတာရှိတယ်အဲ့ဒါကိုနှိမ့်လိုက်လို့ရှိရင် deactivation or deletion ဆိုတာကိုတွေးလိုက်မယ် deactivation လုပ်တယ်ဆိုတာကကိုယ့်အကောင့်ကိုခဏဖျောက်ထားတာ delete ကကြတော့အပီးပိုင်ဖျက်တာဆိုတော့ကြိုက်ရအောင်ရွေး ိုယ့်ရဲ့ password ကိုထည့်လိုက်။ဘာကြောင့်အဲ့လိုလုပ်ချင်တာလဲဆိုတဲ့အချက်တွေထဲမှာကိုယ်စိတ်ကြိုက်တစ်ခုကိုဖြည့်ပြီးတော့ continue နှိပ်လိုက်တာနဲ့ကိုယ့် account က deactivate or delete ဖြစ်သွားလိမ့်မယ်။တခုရှိတာက delete လုပ်မယ်ဆိုလို့ရှိရင်ချက်ချင်းတော့မပြတ်ဘူး။သူကရက်တချို့အချိန်ပေးတယ်ပေါ့နော်။ deactivation ကတော့ရှင်းတယ်။ဘယ်အချိန်ပြန်ဝင်ဝင်ဝင်တာနဲ့ပုံမှန်တိုင်းပြန်သုံးလို့ရ။ Okay ဒုတိယတစ်ချက်က password ဘယ်လိုပြောင်းမလဲ။ password ပြောင်းမယ်ဆိုလို့ရှိရင်လည်း setting and privacy တဲက password and security ဆိုတဲ့ထဲမှာဝင်ပြီးတော့ပြောင်းလို့ရတယ်။နောက်ပြီးတော့ကိုယ့်အကောင့်ကိုတရားရောက်ကဝင်သုံးနေတယ်လို့တန်တရားဖြစ်လို့ရှိရင် password and security ထဲမှာမှ where you are logged in ဆိုတဲ့နေရာမှာဝင်စစ်လို့ရတယ်။အဲ့ဒီမှာကို phone ကို laptop မဟုတ်ဘဲနဲ့တခြား device တွေနဲ့ဝင်ထားတယ်ဆိုရင်သိကြတယ်။တရားရောက်ကတော့ဝင်သုံးနေပြီ။ဒါဆိုလို့ရှိရင် password ကိုတခါတည်းပြောင်း log out of other devices ဆိုတာကိုအမှန်ကျစ်လို့ပေးလိုက်။ဒါဆိုလို့ရှိရင်တခြားသော device တွေမှာပါတခါတည်း log out ဖြစ်သွားပြီးတော့ကိုပြောင်းလိုက်တဲ့ password ကိုတီးမှာပဲ။ ပြန်ဝင်လို့ရမယ်ပေါ့နောက်ပြီးကိုက Facebook မှာเนาะတရက်တရက်အချိန်ဘလောက်ဖြုန်းခဲ့လဲဆိုတာကိုကြည့်ကျင်နေဆိုလို့ရှိရင်လေ setting and privacy ထဲမှာရှိတဲ့ your time on facebook ဆိုတာလေးကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်နောက်ပြီးတော့ dark mode ကိုလည်းဒီ setting ထဲမှာပဲဖွင့်ထားလို့ရတယ်ဒီ app ထဲက dark mode ကိုဖွင့်ထားလဲလို့ရှိရင်တော့ကိုဖုန်းကနေ dark mode ဖွင့်သည်ရှိသည်မဖွင့်သည်ရှိသည် Facebook ကတော့ override နဲ့ dark mode ပွင့်နေမှာပေါ့เนาะနောက်တစ်ခုကကိုက wifi နဲ့သုံးနေတဲ့အချိန်မဟုတ်တဲ့အခါမျိုးမှာ data တက်တာခြင်းနဲ့ဆိုလို့ရှိရင်လည်း setting and privacy ထဲမှာပဲ media ဆိုတဲ့နေရာမှာဝင်ပြီးတော့ video quality ကို optimize မှာထားပဲနဲ့ data saver ကိုဖွင့်ပေးထိုင်လိုက်ရင်ရအဲ့ဒါအပြင် news feed ပွတ်တိုင်းပွတ်တိုင်းမှာ video တွေကို auto ပွင့်နေလို့ data အရန်ကုန်နေဆိုလို့ရှိရင်လည်း auto play ဆိုတဲ့နေရာမှာ never auto play ဆိုတာကိုဖွင့်ထားလိုက်ရင်ရတယ်။ကိုက data mode မှာပဲ auto play မဖြစ်ချင်တာ wifi နဲ့ဆိုလို့ရှိရင်တော့ auto play ဖြစ်ချင်လားအဲ့ဒါလည်းရတယ်။ only wifi ပေါ့နော်အဲ့ဒါကိုဖွင့်ထားလိုက်ရုံ။နောက်ပြီးတော့ setting and privacy ထဲမှာ how people find and connect you ဆိုတဲ့နေရာလေးရှိတယ်။အဲ့ထဲမှာကိုကို friend request ကဘယ်သူတွေပို့လို့ရမလဲ။ အဲကိုယ့်ရဲ့ friendness ကိုဘယ်သူတွေမြင်အောင်လုပ်လို့ရမလဲအဲ့ဒါတွေကိုကြွေးထားလို့ရတယ်ဥပမာ who can send you a friend request ဆိုတဲ့နေရာမှာ everyone အစား friends of friends ကိုကြွေးလိုက်မယ်ဆိုရင်ကို friendless ထဲကမှာကိုနဲ့ mutual ဖြစ်နေတဲ့သူတွေရပဲကိုကို add လို့ရမယ်နောက်ပြီးတော့ who can see your friendless ဆိုရင်လည်းကိုသဘောအတိုင်း ကိုမြင်စေချင်တဲ့ audience ကိုကြွေးလို့ရတယ်ပြီးတော့လူတကာကို like tag နေတာမကြိုက်ဘူးဆိုလို့ရှိရင်လည်း profile and tagging ထဲမှာလည်း ကို profile ထဲမှာမှ post ဝင်ရေးလို့မရအောင်ပိတ်ပစ်တာမျိုးเนาะကို tag တွဲခံရတာမျိုး post တွေကိုလည်းဘယ်သူမှမမြင်အောင်လုပ်ထားတာမျိုးလုပ်လို့ရတယ်ဆိုလိုချင်တာကဒီ setting and privacy ထဲမှာကလိရေကလိတလောက် login ဖြစ်အောင်နေလို့ရတယ်ကို block ထားတဲ့သူတွေတွေကိုလည်းဒီ blocking list ထဲမှာဝင်ပြီးတော့ unblock လုပ်ရှင်ရင်လည်းလုပ်လို့ရတယ်။နောက်တစ်ခါကျတော့ကျွန်တော်တို့က Facebook ကိုအကြာကြီးတုံးလာတဲ့အခါမှာเนาะအရင်ကတင်ခဲ့တဲ့ဟာတွေကရှက်စရာကြီးတွေအာ အဲ့ဒီဟိုးရှိရှိကကိုရဲ့ပုတ်စီကိုမြင်ရှက်တယ်ပဲထားပါတော့အဲ့ဒါတွေကိုအစုလိုက်ပြုံလိုက်ဖျက်ချင်တယ်ထားပါတော့အမတ်တရားတွေကိုဖျက်ချင်တဲ့လူရယ်လို့တော့တိတ်မရှိဘူးဆိုပေမဲ့တစုံတယောက်နဲ့ပတ်သက်တဲ့ပုတ်စီကိုမခံစားနိုင်လို့ဖျက်ချင်တယ်ဆိုတော့နော်ကြည့်ကလေးလူငယ်လေးတွေကလည်းရှိတတ်တော့ဆိုတော့ဒီလိုမျိုး post တွေကိုအစုလိုက်တကားလည်းဖြတ်မယ်ဆိုရင်ကို Facebook profile timeline တွေကိုဝင်ကျွန်တော်တို့ post တင်တဲ့ what's on your mind ဆိုတဲ့နေရာအောက်က manage post ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီးရင်ညာဘက်အပေါ်ထောင်းက step ပုံစံနေရာလေးကို နှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်ကျွန်တော်တို့ကဘယ်ဒိတ်ကနေဘယ်ဒိတ်အထိတင်းခင်းတဲ့ပုတ်စီကိုဖျက်ဖို့ဆိုတော့ go to ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ရွေးလို့ရသလိုကိုယ့်ရဲ့ wall ထဲမှာတခြားသူလာတင်ထားတာတွေကိုဖျက်ချင်တယ်ဆိုလို့ရှိရင်လည်း posted by ဆိုတဲ့နေရာမှာဝင်ရွေးလို့ရတယ်ဒါမှမဟုတ် privacy အလိုက်ရောတိုက်တွဲခံထားရတဲ့ဟာတွေပဲဖျက်ချင်တာဆိုလို့ရှိရင်လည်းတခါတော့ရွေးပြီးဖျက်လို့ရတယ်ပြီးရင် select map delete ပေးလိုက်ရပြီ okay ဆိုတော့ Facebook Messenger မှာရောဘာစတင်နေလုပ်လို့ရလဲဘာတွေ click လို့ရလဲအတူတူပဲ Messenger ရဲ့ setting ထဲမှာဆိုလို့ရှိရင်လည်း dark mode ပြောင်းလို့ရမယ် active status ဆိုတာလေးလည်းအာတုံးချင်မိုက်တယ်ပေါ့ဒါတော့ရှင်းပါတယ်ဟိုကိုကို online ဖြစ်လို့ဖြစ်နေမှမသိအောင်လုပ်တာပေါ့ active status ဆိုတာကိုပိတ်ထားလိုက်ပြီဆိုလို့ရှိရင်ကိုကဘယ်အချိန်မှ online ဖြစ်နေလဲမသိတော့ဘူးပေါ့ဒါကို Facebook app မှာလည်းလုပ်လို့ရတယ်တခုရှိတာပိတ်လိုက်ပြီဆိုလို့ရှိရင်သူများရဲ့ active status ရောကိုယ့်ရဲ့ active status ပါပျောက်သွားမှာသူများကိုတော့မြင်ညင်းနေကိုကိုကိုတော့ဟွက်ထားခြင်းနဲ့အဲ့လိုတော့မရအောင် နောက်ပြီးတော့ active status ရဲ့အရာကိုလည်းကိုချိတ်တလူထားလို့ရတယ်။တကယ်တော့ဒီ feature က color blind ဖြစ်နေတဲ့သူတွေအတွက်ကိုရည်ရွယ်ထားတာ။ဒါပေမဲ့ကိုကမဟုတ်ဘူး active ကိုအစိမ်းလေးမကြိုက်ဘူးအပြာလေးပဲကြိုက်တယ်ဆိုလို့ရှိရင်လေအာ messenger ထဲမှာ accessibility တွေကိုဝင် color filter ထဲမှာဝင်ပြောင်းနိုင်အောင်ပြီးတော့ avatar လေးတွေထားခြင်းနဲ့ဆိုလို့ရှိရင် setting ထဲက avatar ဆိုတဲ့နေရာမှာကိုလိုချင်တဲ့ကိုယ့်ရဲ့ရုပ်နဲ့ line မဲ့ avatar လေးတွေအာဖန်တီးလို့ရတယ်။သူများတွေတင်တဲ့ my day တွေ note တွေအဲ့ဒါတွေကိုမမြင်ချင်ဘူးဆိုလို့ရှိရင်လေကြာကြာလေးဖိထားပြီးတော့ ဟိုက်လို့လည်းလို့ရတယ်။နောက်ပြီးတော့ကိုယ်ကောင်မလေးကောင်လေးတွေနဲ့ဆိုလို့ရှိရင် team လေးတွေပြောင်းတာမျိုးเนาะအဲ what effect လေးတွေတတ်မှတ်တာမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်လည်း messenger profile နဲ့ဝင်ပြီးတော့ customization နဲ့မှပြောင်းလို့ရတယ်။ဟုတ်ဟဲ့။ဒါတော့နောက်ဆုံးတစ်ချက်ကတော့စော်ရဲရစ်တာခံရတဲ့ကိုယ့်လူတွေအတွက် secret chat လေးအကြောင်းကိုပြောပြ။ဒါကတော့ red receipt ဆိုတဲ့ feature လေးပေါ့เนาะ။ဒီ feature ကကိုယ့်ကောင်မလေးကပို့တဲ့စာကိုကိုယ်ကစင်းပြပြီးတော့ reply မပြန်ဖြစ်လို့ခဏခဏစိတ်ဆိုးခံရတဲ့သူတွေအတွက်ကိုပြောပြမှာ။ ဒီကောင်လေးကိုပိတ်ထားလိုက်မယ်ဆိုရင်တော့ဖြင့်ကိုကစင်းဖြစ်သွားသလားမဖြစ်သွားသလားကို तू ကမသိတော့ဘူး။ပြောရရင်စာဝင်ပြီးဖက်လိုက်ရင်တစ်ဖက်ကလူရဲ့ profile ပုံစံ PC လေးကစာအုပ်ကိုကျသွားတယ်လေ။အဲ့ဒါလေးကိုပိတ်ထားလိုက်မယ်ဆိုရင်တော့အဲ့ဒါလေးမပေါ်တော့ဘူး။ဖက်လားမဖက်လားမသိရတော့ဘူး။အဲထုံးစံနိုင်မယ်အရှိရာအတိုင်းပဲပေါ့နော်။သူ့ဘက်ကကိုစာကိုဖက်လားမဖက်လားလဲမမြင်ရတော့ဘူး။ဆိုတော့ချင်းချင်းသုံးပေါ့။ကိုဘက်ကလူကစောက်တော့မဟုတ်ရင်ခံနေအောင်မယ်။ဟုတ်ပြီ။ဒါကိုလုံးချင်တယ်ဆိုလို့ရှိရင်တော့တင်းပြောင်းတို့လိုပဲတစ်ဖက်လူရဲ့ profile ထဲမှာဝင် ဟိုးအောက်ဆုံးနားမှာရှိတဲ့ red receipt ဆိုတာကို show red receipt ဆိုတာကိုပိတ်ထားလိုက်ရင်ရပြီနောက်ပြီးတော့ကျွန်တော်ငွေချင်းထဲမှာလည်းဒီ feature ကိုမှားယွင်းစွာအသုံးပြုပြီးတော့တိုင်ပတ်သွားတဲ့သူတွေရှိတယ် mark as and red ဆိုတဲ့ feature အဲ့ကောင်ကအသုံးဝင်တဲ့ feature လို့ပြောလို့ရကျွန်တော်ကတစ်ခါတလေမှ conversation ကိုဝင်ကြည့်လိုက်တယ်ဝင်ကြည့်လိုက်ပြီးရင်စာချက်ချင်းမပြောင်းမင်းနဲ့နောက်မှပြောင်းမယ်ကွာဆိုပြီးထားလိုက်ရမျိုးကနေပြီးတော့မေ့သွားတတ်တာမျိုးရှိတယ်အဲ့လိုမျိုးမမေ့သွားအောင်လို့ဒီ conversation ကိုခက်ချက်ချက်လေးဖြည့်ထားလိုက်ပြီးတော့ mark as and red ဆိုတာကိုနှိပ်ထားလိုက်ရင် အဲ့ conversation လေးကဝင်မဖက်ရသေးသလိုမျိုးပေါ်နေလိမ့်မယ်ဆိုတော့ညလုံးနေမှာမြင်သာနေတာပေါ့ဒီတော့ပြန်ဝင်ကြည့်ပြလိုက်ဖို့အတွက်အခွင့်အရေးများသွားတယ်တခုရှိတာကဟိုဘက်ကလူကတော့ဖတ်ထားပြီးပြီဆိုတာကိုသိနေပြီးသားစင်းကဖြစ်သွားပြီးသားမပြောင်းသွားဘူးအဲ့တစ်ချက်ကအရေးကြီးတယ်ကျွန်တော်ငငင်းချင်းတွေကတချို့ဆိုလို့ရှိရင်တို့က Marcus and Red လို့လည်းလို့ရှိရင်နဲ့ဟိုဘက်ကပါစင်းနဖြစ်တော့ဘူးတင်လို့တဲ့ဆိုပြီးတော့ဝင်ကြည့်တယ်ဝင်ကြည့်ပြီး Marcus and Red နေလိုက်တယ်အဲသူတို့စိတ်ထဲမှာတော့ငါဝင်ဖက်လိုက်တာသူတို့မသိလိုက်ဘူးပေါ့ မဟုတ်သည်နဲ့သူတို့အဲ့လိုနီးနေခံလိုက်ရတာ၃နှစ်၄နှစ်လောက်ကြာသွားတယ်ဒါတော့မှတ်သားထားပါတော့။ Okay ဒါလောက်ဆိုလို့ရှိရင်တော့ Facebook နဲ့ Messenger ရဲ့ feature တွေအကြောင်းနဲ့ tips and tricks တွေကိုနည်းနည်းတော့သိသွားလိမ့်မယ်လို့ထင်တယ်။အာခင်ဗျားတို့အရင်တုန်းကမသိဘဲနဲ့ကျွန်တော်အခုဒီ video မှမှသိသွားတဲ့အသုံးဝင်ဆုံး feature အကြောင်းကိုလည်းအောက်မှာဝင်ရောက်ဆွေးနွေးရင်းခွန်သွားလို့ရတယ်။ဒါမှမဟုတ်ခင်ဗျားတို့သိချင်တဲ့တခြား feature တွေအကြောင်းကိုလည်းအောက်မှာဝင်မေးပြီးသွားလို့ရတယ်။ကျွန်တော်တို့သိသလောက်ညံ့မိသလောက် like ဖြည့်ပေးမယ်။ Okay ်နောက်နေ့မှတွေ့ရအောင်